ဟုတ်ကဲ့အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကိုစိတ်နှပါဆွလန်းချမ်းမြေကြပါစေလို့တောက်ချီမေတ္တာလေးပို့သပေးပါတယ်ကျွန်တော်ဒီကောင်ကိုလုံးလိုက်ပြီးကြတဲ့အခါကျွန်တော်မလုံးခင်မှာကျွန်တော်မီတာတိုင်းကိုမေ့သွားတယ်ပေါ့နော်အခုဒီတစ်ခါမှာကျွန်တော်တို့ကပြန်ပြီးတော့ဆက်ကြည့်တဲ့အခါမှာ तू ကထိလိုက်မထိလိုက်တော့ဖြစ်နေတယ်ပေါ့နော်ဒါကျွန်တော်ဒီမှာ ground jewel လေးကိုကျွန်တော်ဒီအောက်မှာညက်ထားလိုက်မယ်အဲပြီးရရင်ဒီတက်တီတော့ ground jewel ထိနေပြီပေါ့နော်အတန်တော့မြည်နေပြီကဲဒါဆိုကျွန်တော်မီတာလေးကိုဒီမှာထားကြည့်လိုက် အန္တရာယ်လေးမြင်အောင်လုပ်ပေးမယ်ပေါ့နော်အဲကျွန်တော်ရောအရင်မကြည့်ပါဘူးအဲဒီမှာကျွန်တော်တို့မြင်နေရပြီပေါ့နော်ဒါအတန်းမြင်နေတယ်ဒါကတော့ body နဲ့ body ပေါ့အခုဒီမှာကျွန်တော်တိုင်းတယ်ဒီကားကတိချင်းမတိတချင်းဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးဖြည့်ဆင်းပေးရမယ်မှမသိဘူးဖြစ်နေတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကျွန်တော်ကတော့ထင်တာကတော့ဒီမှာတစ်ခုခုမှထိနေတယ်ပေါ့နော်ဒါကျွန်တော်တို့ ကွိုင်းအိမ်ကိုကျွန်တော်တို့တူနဲ့နည်းနည်းလေးကျေးကြည့်မယ်အချီတော့ပြန်အောင်နော်ဒုက္ခပဲဒါကျွန်တော်တို့ကဒီကွိုင်းလေးခုစီးတဲ့အနေမှာကျွန်တော်တို့ဘယ်ကွိုင်းနဲ့ဆော့ဖြစ်နေလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးဆာရမှာဖြစ်ပါတယ်ဖြစ်နိုင်ခြေကကြတော့ကျွန်တော်တို့ဒီမှာမူလီဆွဲတဲ့နေရာလေးမှာအခုဒီနေရာလေးမှာပေါ့ ီနေရာလေးမှာကျွန်တော်တို့အာအဝေါ်နဲ့တော့ခံထားရပါတော့ဒီမှာကျွန်တော်တို့မဲနေတာကိုတွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကမီတာနဲ့တိုင်းတာတော့တိတ်မတိတော့ဘူးပေါ့ဟောညာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီ AC 290နဲ့ဒီမှာမီလုံးမီတီလေးတစ်လုံးခံထားတဲ့ဟာလေးနဲ့ကျွန်တော်တို့တစ်ခါထပ်ပြီးတော့အဲစမ်းကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့မီတီလေးတစ်လုံးခံထားတယ်ဆော့ဖြစ်လို့ရှိရင်ကျွန်တော်ဒီမီတီလေးကလင်းမယ်ဖြစ်တဲ့နေရာကိုလည်းကျွန်တော်တို့ဒီအနှမ်းငယ်ပွဲကောင်းလဲပွဲမယ်ပေါ့နော် ဆိုရင်ကျွန်တော်တိုင်ဖို့ယူလိုက်မယ်ပေါ့ဒီကျိုးနှစ်ပင်ကိုတော့ကျွန်တော်ကင်လို့မရဘူးခင်ဗျာနော်ကင်ရတော့ဒါတီလိုက်ပြီး short ဖြစ်မယ်ပေါ့နော်ကတော့ဆိုရင်ကျွန်တော်ကဒီမှာ body နဲ့ body ကိုကျွန်တော်တို့အရင်ဆုံးတို့စမ်းမယ်ဒီလင်းနာကိုတွေ့ရမယ်နော်ဒါဆိုကျွန်တော်တို့ကင်ကို body နဲ့စမ်းမယ်ဒီမှာကျွန်တော်တို့မီးပွင့်နေတာကိုတွေ့ရတယ်ဒါပေမဲ့ဗနီယာကပွင့်လဲဆိုအခုဒါဆိုရင်မီးလေးနည်းနည်းလေးလင်းနေတယ်ဆိုတော့ तू က short ကလေးနည်းနည်းရှိနေတယ်ပေါ့နော်အဲဒါဆိုကျွန်တော်ဒီလိုလေး ထားထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဟာသူ့ကိုအာကျွန်တော်မော်တာ꽌ပန်းတဲ့ခါမှာအတုပ်ပြီးတဲ့ကလော်ဒန်လေးကိုအတုပ်ပြီးပြီးကျွန်တော်ကလော့မလော့ကိုဒီနေရာလေးကိုကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ဒါလည်းမဟုတ်သေးပါဘူးခင်ဗျာနော်အဲဒီဒီပချံကိုကျွန်တော်စမ်းမယ်ဒီပချံကလည်းမဟုတ်ပါဘူးခင်ဗျာဒါဆိုရင်ကျွန်တော်တို့ကကာကနနာတိချင်တော့ကျွန်တော်ဒီ꽌မှာ ိုင်းအိမ်မှာဆွဲထားတဲ့မူလီလေးကိုကျွန်တော်အကုန်လုံးဖြုတ်မှာပဲတိမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဘဲကွိုင်းဒီလေးကွိုင်းမှာဘဲကွိုင်းပေါက်နေလဲပေါက်နေတဲ့ကွိုင်းကိုကျွန်တော်တို့အာဟိုဟာလေးပြန်လုပ်မယ်ပတ်တီးပတ်တီးပြန်စီးပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာသူ့ရဲ့ခရီးပွဲလေးစီးပါတယ်ဒီကောင်ကသူကခရီးပွဲဒီလိုမျိုးခရီးပွဲမူလီပေါ့နော်ဒါခရီးပွဲလို့ကျွန်တော်ဟိုစတားလို့လည်းပြောလို့ရတယ်ချောင်းမြောင်းပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ဒီမှာထည့်ပြလို့ရတယ်သူကအတွင်းတိမ့်တယ် မနေ့ဘူးကျွန်တော်ဒီမျိုးအယ်ကွာလေးနဲ့ကျွန်တော်တို့အယ်ကွာလေးနဲ့ကျွန်တော်လက်ဖြုတ်လို့မရဘူးလက်အားမရဘူးခင်ဗျဒါကြောင့်မလို့ကျွန်တော်ဒါလေးတစ်ခုကိုဝယ်ထားရတယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးကွာနေတော့လက်ဖြုတ်လို့မရဘူးခင်ဗျာတော့ဘာလို့လဲဆိုတော့ तू က3မိနစ်နဲ့အတွင်းကျွန်တော်တို့ဖြုတ်တဲ့ခါမှအားမရပါဘူးခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကဒီဟာလေးကိုထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲဒါတော့ကျွန်တော်ကတော့ဟိုဟာရိုက်လဲလို့ခေါ်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီမှာအတွင်းမှာ supply လေးနဲ့နော် စပရေးနဲ့ရိုက်လိုက်လို့ရှိရင်ဒါမှကျွန်တော်လည်းလည်းရိုက်ကြည့်မယ်အသားတော့လည်းလည်းကျယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ point တစ်ခုမှကျွန်တော်တို့ကမူလီနှလုံးရှိနေပါတယ်နော်ဒါတော့ကျွန်တော်တို့ကရိုက်ဖြုတ်ကြည့်မယ်ပေါ့အင်းဘာလည်းပြုတ်သွားပြီဒါကျွန်တော်တို့ကဘယ်အတုံးမှဆော့ဖြစ်နေလဲဆိုတော့ကျွန်တော်မသိဘူးပေါ့ခင်ဗျာနော်ဒါ point တော့လေးပြုတ်လာပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာမရရှိနိုင်မလား ဝိုင်အแทးကိုကျွန်တော်အရင်ကြည့်မယ်ပေါ့လေဒါတုံးပေါ့ခင်ဗျာနော်ကဲမတိရသေးပါဘူးခင်ဗျာနော်ဒါကျွန်တော်အလုံးပဲဖြုတ်လိုက်တော့မယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာစီးတဲ့အတွင်းကတန်တုံးတွေအကုန်လုံးကိုကျွန်တော်ဖြုတ်လိုက်ပြီပေါ့နော်ကျွန်တော်မမတ်တော့မမတ်ထားလိုက်တော့ဘူးတကယ်တမ်းဆိုရင်တော့မတ်ထားရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီမှာကျွန်တော်ကြည့်ရတာတော့ကွိုင်းပါ တော့ပေါက်နေတာတော့မတွေ့ရဘူးခင်ဗျာ။ဒါကြောင့်ကျွန်တော်တို့ကအောက်ကို short ချလိုက်မယ်။ကျွန်တော်ကတော့ထင်တာကတော့ဒီဒီ quai ဒီမှာပဲထောက်နေတယ်လို့တော့ကျွန်တော်တော့ထင်တယ်ပေါ့နော်။ဒီအောက်ကိုလှုပ်ချလို့လည်းမရှင်းဘူးဆိုတော့ကျွန်တော်တို့ဒါလေးဖြုတ်လို့ရတာကျွန်တော်ကြည့်ကြည့်ရအောင်။ဖြုတ်လို့မရပါဘူးခင်ဗျာနော်။အဲဆိုရင်အောက်ကိုဆင်းဖို့အတွက်ကျွန်တော်ဒီ quai လေးတွေကိုညှိပေးရမယ်။ဒီဘက်ကိုတင်းလာရင်လည်းသူကဒီ quai ဟိုဒီမူလီဝင်တဲ့လေးခုနဲ့ကျွန်တော်ခံနေမှာပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီဝါယာဂျိုးတက်လာတဲ့ဘေးကိုကျွန်တော်တို့ကနည်းနည်းလေးမတားထားပြီးလို့ရတော့ကျွန်တော်မစက်ကြီးတက်ရည်နဲ့တန်းထားလိုက်မယ်ပြီးရင်ကျွန်တော်တကောင်ကိုဒီကောင်ကျွန်တော်ဖြောက်ထုတ်မယ်ပေါ့နော်ဒီဝါယာဂျိုးလေးအတွင်းကိုရအောင်ကျွန်တော်နည်းနည်းလွှဲပြမယ်။တားကြီးကျွန်တော်တို့နေယူလို့မရဘူးခင်ဗျာနော်ကျွန်တော်တို့ဒီဝိုင်းရဲ့ပုံစံအနေထားလေးပြစီသွားလို့ရှိရင်ကျွန်တော်တို့ပြန်ထည့်တဲ့အခါမှာခက်ခဲအနေနဲ့ဖြစ်တတ်ပါတယ်။ เนาะဒါကြောင့်မလို့ကျွန်တော်တို့ကဖြည်းဖြည်းချင်းဆွဲထုတ်မယ်ဒီကောင်တော့မချီလောက်ဘူးဒီကောင်ဒီအောင်နှစ်ခုပဲเนาะကျွန်တော်တို့ဒါလေးကိုဖြုတ်ကြည့်လိုက်မယ်ဒီကဘယ်နေရာမှာ short ကျလိုက်ဆိုတော့ကျွန်တော်လေ့လာမယ်ဟုတ်မယ်เนาะอืมโอเคဒီမှာလည်းမရှိပါဘူး ကျွန်တော်ဘယ်ကနေ short ကြရဲဆိုတော့ရှာလို့မြန်တလောက်ဖြစ်သွားတယ်ဒါဒါကျွန်တော်ဒီ coin လေးတွေမူလီဆွဲတဲ့ခါမှာဘယ်နေရာပေါက်သွားလဲဆိုတော့အဝတ်သားတွေကိုကျွန်တော်တို့ကတေချာလေးပြန်ကြည့်မယ်ပေါ့နော်ဒါ short ရှိရပေါ့နော်ကျွန်တော်တို့အစွမ်းသားကတိုင်းကြီးရဲ့အနေထားမှာဆိုရင်ကျွန်တော်ကမိတီလေးကနည်းနည်းလေးလင်းနေတာကိုတွေ့ရတယ်ပေါ့နော်အခုဒီမှာဆိုရင်ဒီကျွန်တော်တို့ဒီနောက်ကျောင်းပချမ်းမှာလည်း အဝော့ပေါက်တာကိုမတွေ့ရဘူးဒါမှမဟုတ်ရင်ကျွန်တော်တို့တစ်ချက်စီးတာကအာဒီတဲကိုကာဗော်ရဲ့ကာဗော်ဂျီမုတ်လေးတွေကျသွားတယ်ပေါ့နော်ကျသွားပြီလို့ရှိရင်ဒီဂျီမုတ်ဂျီမုတ်လေးတွေကနေဆော့ပြေလာလို့ကျွန်တော်တို့အချင်းလောက်ပြန်ပြီးတော့စောင့်ကြည့်မှာဖြစ်ပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ကဒီ220မီတီလေးတလုံးခံပြီးတော့ကျွန်တော်တို့စောင့်ကြည့်မယ်ပေါ့နော်ဘယ်နေရာလောက်ဖြစ်နိုင်လဲပေါ့အခုကျွန်တော်ဒီမှာတွူလိုက်မယ်ဒီတရားတွူကြည့် မရှိဘူးအဲဒီမှာကျွန်တော်တို့မီလေးနည်းနည်းပွင့်နေတာတွေ့ရဒါကာဘွန်ရဲ့ဂျီအမုန်းလေးတွေကျသွားလို့ပေါ့ခင်ဗျာဒီမှာပုံမှန်တော့မိတိကတော့မလင်းပေါ့ခင်ဗျာတော့ဒါပေမဲ့ကျွန်တော်ဒီညလေးကိုတွေ့ကြည့်မယ်ဒါကျွန်တော်တပင်နဲ့တိုးလို့ရှိရတော့ဒီမှာမိပွင့်တာကိုမတွေ့ရဘူးဒီကောင်နဲ့တိုးလိုက်လို့ရှိရင်နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ထုပ်ကိုထပ်ဆန်းမယ်ဒီမှာလဲကာဘွန်အမုန်းလေးတွေမှာဆိုရင်ကျွန်တော်တို့မီလေးပွင့်နေတာကိုတွေ့ရတယ်ခင်ဗျာနော် အဲဒီထဲကိုအစင်ရေးတွေလုပ်ပြမှာဒါကျွန်တော်တို့ဒီမှာကာဗွန်ရဲ့စားလိုက်တဲ့အခါမှာကြီးမုံလေးတွေကျလာတယ်ပေါ့နော်အဲဒီကာမွာမရှိဘူးဒီကာမွာမရှိဒီကာမွာလာပြီးရှိနေတယ်ပေါ့နော်ဒီမှာတိုင်းလိုက်လို့ရှိရင်ကျွန်တော်မီးလေးနည်းနည်းပွင့်နေတာကိုတွေ့ရတယ်ထုတ်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်ဒီအနေအထားလောက်ဖြစ်နိုင်မလဲပေါ့နော် ဒီမှာဆိုရင်ကျွန်တော်တို့အနိကန်လေးပြဖို့ပါလဲခင်ပါဒီမှာကျွန်တော်တို့ဒီချုပ်နေပေါ့နော်ဟိုကျွန်တော်ပြန်စမ်းဝင်ဟောဒီချုပ်ဒီနေရာမှာမိပွင့်နေတာကိုတွေ့ရမှာဒီနေရာလေးကိုကြည့်ပေးပါခင်ဗျာနော်ဒီနေရာလေးမှာကျွန်တော်တို့ဒီမှာဗလာပြပါခင်ဗျာနော်ကျွန်တော်ကဒီကာဗော်ကြီးမုံလေးတွေကိုပြန်ပြီးတော့ဆယ်ဒီမှာမြင်းရောက်ခင်ဗျာနော်ကျွန်တော်ဘယ်လိုရိုက်ပြရမလဲ ဒါဆိုရင်ကျွန်တော်ဒီကောင်ကိုတေချာလေး join နိုင်မှာဒီဒီနေရာလေးတွေမှာမီးလေးနည်းနည်းပွင့်နေတာကိုတွေ့ရမှာနားလေနော်တော့ဒီမှာဝေါ်ရောင်ရဲ့အဖျားလေးနဲ့ပြုလုပ်လိုက်တယ်ပေါ့နော်ဟုတ်ပါတော့ဒီနေရာလေးတွေမိပွင့်နေတာတွေ့ရမှာ

ဒါအောက်မီတာနဲ့တိုက်တဲ့ခါကျတော့လေသူကဆော့ဖြင်းလိုက်မဖြင်းလိုက်လေဖြင်းနေတယ်ပေါ့နော်ဒါဒီမှာကျွန်တော်တို့မီလေးနည်းနည်းစီပွင့်နေတယ်ပေါ့နော်ဒီနေရာလေးကိုပြန်ပြီးဆွေးပြီးတိုက်ကြည့်မယ်ဒီမှာတွေလည်းပဲပွင့်နေတယ်ပေါ့နော်ဒီလိုလေးတိုက်ရင်လည်းဒါဆိုရင်ကျွန်တော်တို့ကနောက်တန်းတခြားထုတ်ဒီကိုလည်းစကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဆိုလိုတာကတော့ကျွန်တော်ဒီကြားထဲကို အာကာဘောမုတ်အမှုတ်လေးတွေကျသွားတယ်ဗျာကျွန်တော်တဆင်းရေးပြန်လုပ်မယ်ပေါ့နော်တဆင်းရေးပြန်လုပ်ပြီးကျွန်တော်ပြန်ပြပါမယ်အခုဒါဆိုရင်ကျွန်တော်ကဒီကောင်ကိုဓာတ်ဆီနဲ့တော့ဆင်းအောင်ဆင်းလိုက်တယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်ဒီမှာဒီတောက်ဆောက်မှာအတွင်းတိုင်းကိုကျွန်တော်ကကာဘောရဲ့အမှုတ်လေးတွေဝင်ထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒါကိုဓာတ်ဆီတော့ဆေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကအာသူ့ကို ူ့ကိုကျွန်တော်တို့ဒီလေလေးနက်နက်မုတ်ပြီးလို့ရှိရင်ကျွန်တော်ကနှစ်နည်းစီးတယ်ပေါ့နော်ကျွန်တော်ကဒီအဝေါ်ကိုပြန်ခွာပြီးတော့အသက်ပြန်ပန်းမလားဒါမှမဟုတ်ကျွန်တော်ဒီ one is spare စိတ်အနည်အောင်လေးနဲ့ပန်းပြီးတော့ပြန်လုံးမလားဒါကျွန်တော်တို့စဉ်းစားကြည့်မှာပေါ့နော်ဒါလောလောဆယ်မှာကျတော့ကျွန်တော်ကသူ့ကိုလေမုတ်ပြီးလို့ရှိရင်ကျွန်တော်နေလန်းထားမှာဖြစ်ပါတယ်ဟုတ်ကဲ့လောလောဆယ်မှာကျတော့ကျွန်တော်ကကွိုင်ကိုအာဓာတ်စီနဲ့ဆေးလိုက်တယ်ပေါ့နော်ဓာတ်စီနဲ့ဆေးလိုက်တဲ့ခါမှလည်းအတွင်းပိုင်းမှာကျွန်တော်တို့ကဒီကာဘော်ရဲ့အမုတ်ပေါ့နော်လျှက်စီကူ ီမှာဆိုရင်ကာဗွန်ရဲ့ကြီးအညော်တွေတော်တော်လေးကိုများတယ်ပေါ့နော်။ဒီမှာအမဲလေးတွေဒီမှာဆိုရင်လိုက်ထနေတယ်ပေါ့ခင်ဗျာနော်။အဲ့ဒါဆေးလိုက်လို့ထွက်လာတဲ့အနေဒါတကယ်တမ်းကြာတော့လည်းပဲကျွန်တော်တို့ဒီလျှက်ဆက်မဟုတ်တဲ့အတွက်ကျွန်တော်က DC ဖြစ်နေတဲ့ဒီ coin ကိုကျွန်တော်တို့မိကျွေးလိုက်ရင်လည်းသူက short ကြတဲ့ဟာပြောင်းကောင်းပြောင်းနိုင်ပါတယ်နော်။ဒါပေမဲ့ကျွန်တော်တခြားသင်္ဘောထဲမှာစီးနေတဲ့ဒီသူ control ဘိုင်းမှာတုတ်ထားတဲ့ဟာတွေကိုတွားပြီး short ထိခိုက်နေမှာဆိုလို့ကျွန်တော်တို့က ဒါကိုရှင်းလိုက်တယ်ပြီးွားရင်ကျွန်တော်တို့ကဒီ van နဲ့ van နဲ့ spare insulation ကောက်ွယ်တဲ့ဘူးလေးရှိရပေါ့နော်ဟုတ်နောက်ဒီမှာတော့ပုံနေတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီ coin ကိုကျွန်တော်တို့ကဒီ disable နဲ့ပန်းမယ်ပေါ့နော်ဒီကဒီမှာလေ RED red insulation van နဲ့ spare ဘူးလေးပေါ့အဲဒါဒါလေးနဲ့ကျွန်တော်တို့ဒီ ကာဘာကိုပန်းမယ်ပေါ့နော်လောလောဆယ်မှာကြာတော့ကျွန်တော်တို့ကသူ့ကိုနေလန်းထားမယ်နော်အတွင်းမှာစီးတဲ့စီလေးတွေ6တွားအောင်ကျွန်တော်လေနဲ့တော့မုတ်လိုက်ပြီဒီမှာဆူဆော့မှုတော့နည်းနည်းစီးနေတယ်ပေါ့နော်ဆူဆော့မှုနည်းနည်းစီးနေတယ်ဒါကိုပြီးမှကျွန်တော်တို့ကသမေးစာပြန်လာပြီးမှပဲကျွန်တော်တို့ဒီကောင်ကို vanish span နဲ့ပန်းပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ဆင်ပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ဆမ်းမယ်ပေါ့နော်ဒီမှာဒီကြီးအညော်တွေကလည်းပဲကျွန်တော်နည်းနည်းလေးချစ်ထုတ်ရအောင်မယ်ပေါ့နော်ပြီးမှကျွန်တော်အာဒီကောင်ပေါ်မုတ်လေးတွေဒီမှာရှိနေသေးတယ်ဒါကိုကျွန်တော် မင်းစားနာပြန်လာပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုပြန်လုတော့မယ်အခုကတော့ထမင်းစားချိန်လဲရောက်တော့မယ်ပေါ့နော်ကျွန်တော်တို့မကြခင်မှာဒါဆိုရင်ကျွန်တော်သူ့ကိုဒီတိုင်းလေးပဲနေလန်းထားမယ်ပေါ့နော်ကျွန်တော်တို့ဒီရွာမီးနဲ့အုပ်ရည်လဲရပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ပြန်တက်စီပြီးမှပဲကျွန်တော်တို့ပြန်ပြောမယ်ဒီမှာဒီမှာလဲမှာရှိရတဲ့ကာဘော်ရဲ့ဒီမှာကြီးအမုံလေးတွေကိုဒါလေးအကုန်လုံးကိုလဲကျွန်တော်တို့စေချောပေးရအောင်မှာဖြစ်ပါတယ်နော်ဒီမှာလဲပဲ ်သူကကျွန်တော်တို့ award မပေါက်သွားဘူးเนาะ award ပေါက်သွားတဲ့အနေထားလည်းမဟုတ်ဘူးဒါပေမဲ့ဒီကာဗော်မှုတ်လေးတရားနေပြီးတော့အတွင်းကိုရောပြင်ကိုရောရောက်ပြီးဒီမှာလဲတင်ကြံနေတဲ့အခါမှာကျွန်တော်ကကျွန်တော်အုတ်မီတာနဲ့ဒီဂျီတန်ဒီဂျီတန်မီတာလေးနဲ့တိုင်းရင်အတံမီအုတ်ပြနေပြီမဲ့လဲတစ်ခါတလေကြတော့သူကပြောက်သွားတယ်တစ်ခါတလေလည်းပြန်ပေါ်တယ်ဒီကဆင်မီနဲ့ဒီကျွန်တော်တို့ဒီမီတီလေးနဲ့ join ရယ်မီကတအားမလဲပဲနဲ့မိမ့်မိန်လေးလေးနဲ့ဆိုတော့ဒါသူလျှက်စီ short ကြတဲ့အနေထားတော့ရှိနေတယ်ပေါ့နော် alam niyo okay